ိတ်အမှိုက်တွေကိုပေါ့နော်ရှင်းမှုဆိုလို့ရှိရင်အဓိကဒီမျိုးတို့ကိုယ့်ရဲ့စိတ်မှာဖြစ်ပေါ်နေတဲ့เนาะစိတ်ရှုပ်ထွေးမှုတွေကို အရင်သိဖို့လိုတယ်အချို့ကြတော့အဲငါစိတ်မှာရှုပ်တာရှုပ်နေတာဘာတွေရှုပ်နေမှန်းတော့မှာပဲမသိဘူးဆိုတဲ့သူတွေရှိတယ်တချို့ကြတော့လေပြဿနာကိုတေတေချာချာကာကနာနာတည်တယ်အဲဥပမာငါရဲ့ပြဿနာကနော်ငါခုလောလောဆယ်အလုပ်အဆင်မပြေသေးတဲ့အတွက်ကြောင့်မလို့စိတ်ညစ်နေရတာ ငါအခုလောလောဆယ်ငွေကြေးအဆင်မပြေတဲ့အတွက်စိတ်ညစ်နေရတယ်။နောက်အလုံးမှာအဆင်မပြေတဲ့အတွက်စိတ်ညစ်နေရတယ်။မိသားစုတွေအဆင်မပြေတဲ့အတွက်စိတ်ညစ်နေရတယ်။နော်ကိုယ့်ရဲ့အိမ်ဆောင်ရေးမှာအဆင်မပြေတဲ့အတွက်စိတ်ညစ်နေရတယ်။ဒါတယောက်နဲ့တယောက်မတူဘူးပေါ့နော်။နေမျိုးစုံရှိလိမ့်မယ်။တို့ပေမဲ့ဇင်မျိုးတို့ကအဲ့ဒီကိုစိတ်ညစ်တဲ့ကိုယ့်ကိုစိတ်ရှုပ်စေတဲ့ ပြဿနာအရင်အမြစ်ကိုသိပြီဆိုလို့ရှင်ဇင်းတို့ကအားရကိုသာနော်မဖော်ထုတ်ဖဲနဲ့ဖိနှိပ်ထားလိုက်မယ်ဆိုရင်ဇင်းတို့မှာအမိုက်တွေအမိုက်တွေပိုပိုထက်လာနိုင်မယ်အဲ့တော့အမိုက်တွေအများကြီးထက်လာပြီဆိုလို့ရှင်ရှင်းရခတ်သွားတောင်းတွေမှာဆွဲထားတဲ့စောင်းဖုံးလိုမျိုးပဲတစားမြင်တစားကောက်ပါဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့စိတ်မှာစိတ်အမိုက်ကလေးတစ်ခုပေါ်လာပြီနော်ကိုယ့်မှာစိတ်ရှုပ်ထွေးမှုတစ်ခုရှိလာပြီအဲ့ဒီပြဿနာအကြောင်းအရာကိုရှာမယ်ချပြီးတော့ရှင်းထုတ်လိုက်မယ်ကောက်ခဲလိုက်မယ်ဒါဆိုရင်ဇင်းတို့ရဲ့အုံနောက်ထဲမှာရှင်းသွားပြီအဲ့တော့ရှင်း င်းသွားတဲ့အခါမှာကျတော့ကိုကပေါ့ပေါ့ပါပါနဲ့လွတ်လွတ်လပ်လပ်နဲ့ကိုလှုပ်ချင်တဲ့အလုပ်တွေကိုလှုပ်ဆောင်နိုင်နေတယ်။အဲ့တော့ပြဿနာရှိပြီဆိုတော့ကအဖြေကတော့ရှိပြီးသားပဲ။အဲ့ဒီအဖြေကိုရောက်အောင်သွားဖို့အတွက်ကိုကနိမ့်မှန်လမ်းမှန်နဲ့သွားဖို့လိုအပ်တယ်။